ောင်မေကွန်တခုကတော့အဆိုတော်အာပွားရမိရတာဖြစ်ပါတယ်သူကကြတော့သူကဗုဒ္ဓဘာသာဝင်သူ့ရဲ့အမျိုးသမီးကခရစ်ယာန်ဘာသာဝင် ဖြစ်ပါတယ်ဗျာအဲ့တော့သူတို့နှစ်ယောက်ကဘာသာမတူတဲ့လူနှစ်ယောက်ဖြစ်နေပါတယ်ယောက်ျားဖြစ်သူကကြတော့ဗုဒ္ဓဘာသာကိုတတ်ဝင်ယုံကြည်လို့သေဆုံးရင်32ပုံမှာကျင့်လရမယ်လို့လက်ခံထားပြီးတော့သူ့မိန်းမဖြစ်သူကတော့ခရစ်ယာန်ဘာသာဝင်ဖြစ်နေလို့သေဆုံးလို့ရှိရင်ခရစ်တော်စီမှာထာဝရအိပ်ဆက်ရမယ်လို့သူတို့အနေနဲ့အပေါ်ယံနားလဲထားတယ်လို့ဆိုပါတယ်ဗျာဟုတ်ပါအဲ့တော့သူတို့မိကျင်တဲ့မိကွန် ပထမတစ်ခုကတော့ဘာသာမတူတဲ့လူမျိုးတွေနောင်ဘဝမှာပြန်ဆုံမှုရှိပါမလားနှစ်ဘာသာသလုံးကိုယုံကြည်တဲ့လူဆိုလို့ရှင်သိရင်ဘယ်လိုသွားပါမလဲရှင်ဗျာယထာကမံဂမိတ္တံတိပုံညာပါပဖလူဘကာလို့ရသဗျာဟောထားတဲ့ဒေသနာရှိတယ်တမပါဗျာအတိဘေကဘာလို့ဆိုရင်သူတို့လုံခဲ့တဲ့သူတို့ယင်တဲ့နှလုံးထဲမှာအဖြစ်များနေတယ် ကံတရားတွေအားလျော်စွာသူတို့သွားကြမှာသွားတာမှန်ပါဗျာအဓိကဆိုလိုတာကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့ကံအကျိုးပေးရင်အဲ့ဒီကံနဲ့ကံအကျိုးပေးတဲ့ဆီကိုသွားမယ်မကောင်းတဲ့ကံလုံများလို့မကောင်းတာတွေဖြစ်လို့ရှိရင်မကောင်းတဲ့ဘုံကိုသွားဖို့ပဲမှန်ပါဗျာဒါကတော့တရားတိုင်းဟာထိတိုက်မှာပဲမှန်ပါဗျာဒီကုသိုလ်ရဲ့အကျိုးအကုသိုလ်ရဲ့အကျိုးတေဂာနီအခြေအနေတွေပေါ်မှာမူတည်ပြီးတော့ဒီ ကိုကအာရိယဆိုတော့နှစ်ယောက်စလုံးဘုရားဘာသာဖြစ်အောင်တော့လေသူကကာအာရိယဆိုပဲသွားကြမှာပါမှန်ပါဗျာတယောက်ကတဏှာသွားမယ်တယောက်ကတဏှာသွားမယ်ဘာလို့လူတွေကဆန္ဒခြင်းလည်းမတူဘူးကောင်းမှုခြင်းလည်းမတူဘူးဆိုတော့ဒီလိုပဲဖြစ်မှာပါပဲယုံကြည်မှုဆိုတာကတော့ဥပမာမဲ့30ဘုံခြင်းနေရမယ်လို့ယုံကြည်တာရဲ့နောက်ခရစ်တော်မှာထာဝရအိပ်ဆက်ရမယ်လို့ယုံကြည်တာရဲ့ဘယ်ဟာကအမှန်တရားလဲလို့ဆိုတာကိုတော့ ရှင်ရှင်သုံးသပ်နိုင်ရမှာပေါ့မှန်ပါဗျာ32ပုံပဲရှိတယ်တကယ်ပဲခရစ်တော်စီမှာသူအဲ့ရမှာလားမှန်ပါဗျာသူတို့ယုံကြည်တဲ့အတိုင်းတကယ်မှန်လားမှန်ပါဗျာဘုရားဝါသားတွေယုံကြည်တာကတကယ်မှန်သလားဆိုတာတော့အဆုံးချက်တစ်ခုပဲအဲ့ဒါမှန်ပါဗျာနော်မှန်နေစီသွားရမှာပဲဒါမှန်ပါဗျာမှန်နေစီသွားရမှာပဲတင်ပါဗျာဒီဟာကသာဝရအိစေရမယ်ဆိုဘုံဘုံနားလဲထားတဲ့အရာတစ်ခုကတော့သူက ထာဝရကောင်းခင်ဘုံနဲ့ထာဝရငရဲလို့ခရစ်တော်ခရိယဘာသာတွေမှာဒီလိုရှိတယ်လို့ကြားဘူးတယ်ပေါ့နော်အဲ့တော့ဘုရားသခင်ကအဆုံးဖြတ်ပေးတယ်ဘုရားသခင်ကအဆုံးဖြတ်ပေးပြီးပေးတဲ့အခါမှာဘုရားသခင်ရဲ့အဆုံးဖြတ်ခံရဖို့သူတို့စောင့်မျှော်တယ်လို့ဆိုတယ်မှန်ပါဗျာဘုရားသခင်ကနေပြီးမင်းထာဝရကောင်းခင်ဘုံကိုလာခဲ့ဆိုရင်လည်းထာဝရကောင်းခင်ဘုံမှာသူကထာဝရပဲဖြစ်မယ်အဲ့လိုမဟုတ်ဘဲနဲ့ မင်းအသောတန်တို့တယောက်ဖြစ်လို့သာဝရငရဲကိုသွားဆိုလဲသူကသာဝရငရဲလွတ်လမ်းမရှိဘူးဆိုတော့ဒီမှာပြန်နေစာသာဝရဆိုတာတဘာဝတရားအရဖြစ်နိုင်နေမဖြစ်နိုင်ဘူးဆိုတာကိုဘသူဂရန်တီပေးနိုင်တယ်ဒီမှာပြန်မပေးနိုင်ဘူးဒီမှာဘသူဂရန်တီပေးမလဲဒီမှာပြန်ဟောကောင်းကင်ဘုံဆိုတာရောအတိအကျပြောနိုင်လားဘယ်ဟာလဲအဲ့ဒီလိုယုံကြည်လို့အဲ့ဒီမှာတကယ်အိပ်စက်နေတဲ့လူတွေရောတကယ်ရောဟို လက်တွေပြနိုင်လားလို့ဆိုပြနိုင်စရာဘယ်မှဖြစ်ဘူးဘုရဘသာမှာကြတော့ तू က30ဘုံဆိုတာကိုမြင်ရတဲ့ဘုံနေမဲ့ငရဲဘုံဆိုတာမြင်ဟိုတရိစ္ဆာန်ဘုံဆိုတာမြင်ရတယ်ဖြစ်တာဘုံဆိုတာလည်းအတိုင်းတာတစ်ခုရသိကွင်းရနေတယ်မှန်ပါဗျာနတ်ဆိုတာလည်းပဲတိုင်းတာတစ်ခုရသိကွင်းရနေတယ်မှန်ပါဗျာအဲ့တော့တရဝါဆိုတာတည်သွားလို့ရှိရင်ဥပမာ တိရစ္ဆာန်ဖြစ်ခြင်းလည်းဖြစ်မယ်ငရဲကြရင်လည်းကြမယ်ပြိတ္တဖြစ်ခြင်းလည်းဖြစ်မယ်လူတွေပြန်ဖြစ်လာပြီးတော့လူဝင်စားတွေဆိုတာလည်းရှိတယ်အမေရိကန်နိုင်ငံမှာတွေမျိုးကိုလူဝင်စားတွေအကြောင်းရေးပြီးတော့သူတေသနာလှုပ်ထားတာတွေရှိတယ်မှန်ပါဗျာဆောင်းတွေထွက်လာအဲ့ဒီမဲ့ဗမာဘုန်းကြီးကြီးတပားရဲ့ဗမာဆရာတော်ကြီးတပားရဲ့အကြောင်းပါတယ်မှန်ပါဗျာအဲ့ဗမာဆရာတော်ကြီးကတက်တော်60တရားလောက်မှဆန်ဖရန်စစ္စကိုကယ်လီဖိုးနီးယားဆန်ဖရန်စစ္စကိုမှာခုတော့ပြောင်းတော်မူသွားပြီ အဆရာတော်ကြီးကသူကအတိတ်ဘဝကိုသိတယ်။သူ့ရဲ့အတိတ်ဘဝကိုသူကပြန်ပြောနိုင်တယ်။တင်ပါဗျာ။သူကဘယ်မောလာလာဆိုပြန်ပြော။သူ့ကိုမေးမြန်းပြီးတော့သူ့အကြောင်းမှပါတယ်လို့ဘုံဘုံကိုသူကိုယ်တိုင်ပြောဘူးတယ်။တင်ပါဗျာ။သူကသူ့ဘဝကိုသူမှတ်မိတယ်ဆို။အဲ့ဒီလိုလူဝင်စားတွေကပြောတဲ့အကားတွေရဆိုလို့ရှင်တော့သူကဒါကယုံကြည်မှုတသက်ပဲ။ဘယ်ဘာသာပဲကိုယ်ပဲကိုယ်ပဲ။ဒီလူဝင်စားဖြစ်တယ်ဆိုကြတဲ့နောက်ဘဝရှိတယ်ဆိုတာထင်ရှားနေပြန်ပါဗျာ။တင်ပါဗျာ။ ဟုတ်တယ်မဟုတ်လားကျမဆရာပြီးတော့အခုကြုံတွေ့ကြတယ်မဟုတ်လားဘယ်သူသေသွားပြီးတော့လာပြီးအိမ်မက်ပေးတယ်တို့လာပြီးတော့အတန်ပေးတယ်တို့ဒါတွေရောကြားဘူးလားကြားဘူးပါဗျာအဲ့ဒါတိုင်းဆိုလို့ရှိရင်သိပြီးသွားရင်တခုဖြစ်တယ်လို့သာဝရအိဆက်ရတယ်ဆိုရင်သူလာတဲ့အကြောင်းမရှိဘူးတင်ပါဗျာတင်ပါဗျာနော်ဒါစဉ်းစားဖို့ပြောတာသူတို့ယုံကြည်ချက်ကစောကားစရာပြောတာမဟုတ်ဘူးစဉ်းစားရမှာ တင်ပါဗျာယုံယုံကြည်ချက်တစ်ခုအနေနဲ့သာလက်ခံထားမှာပဲဆိုတော့เนาะတင်ပါဗျာတကယ်လက်တွေ့ဟုတ်သလားမဟုတ်ဘူးလားဆိုတာတော့တို့လက်တွေ့ပြနိုင်မို့ရတော့လိုအပ်တာပေါ့เนาะတင်ပါဗျာဂရန်တီပေးနိုင်လားဆိုတော့မပေးနိုင်ဘူးလေတင်ပါဗျာသို့တော့လူတွေဆိုတာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေကိုဘာသာတရားအဆိုးအမိန့်ကို မျက်စိမိတ်ပြီးတော့လက်ခံတာလေးအများကြီးပဲတင်ပါဗျာဒီကနေ့ခေတ်တိုးတက်တယ်ဆိုရင်ခေတ်မှာတောင်းပါပဲလက်ခံတဲ့လူတွေအများကြီးရှိတယ်လက်ခံတဲ့လူတွေအများကြီးရှိတယ်လို့လက်မခံတဲ့လူတွေလည်းအများကြီးပေါ်လာတယ်ခုခေတ်မှာတောင်းဖို့ free thinker ဆိုတဲ့ပုဂ္ဂိုလ်တွေပေါ်လာတယ်မဟုတ်လားတင်ပါဗျာအများကြီးပဲ free thinker တွေပေါ်လာတယ်ပေါ်လာတယ်ဆိုရင်သူတို့မှ satisfy မဖြစ်ဘူးပေါ့နော်တင်ပါဗျာဟိုကျင့်တတ်မှုမရှိလို့တကယ်လေးလာစဉ်းစားတတ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဟာ ဒီလိုအနေထားမျိုးကိုသူလက်ခံနိုင်သလားလက်မခံနိုင်ဘူးလားဆိုတာဒါတကန္တတမပါကုပ္ပတတရားဆုံးမတိုင်ကိုနေတယ်ကောင်းတာလုပ်တယ်ဆိုရင်နော်ကောင်းတာလုပ်တာတွေကကောင်းတဲ့ဘုံကိုတော့ရောက်ကိုရောက်အောင်မှာပဲတမပါဘာလို့ဆိုရင် तू ဟာ तू လုပ်တာတွေကအကုန်လုံးအကျိုးမဲ့တွေဖြစ်ကုန်မှာပေါ့တမပါကဲပြီးလုပ်ရင်ဘာအကျိုးမှမဖြစ်ဘူးဆိုရင် तू လုပ်ခဲ့တာတွေက ထာဝရအိစေရမယ့်နေရာကိုရောက်သွားပြီဆိုရင်သူ့အတွက်မှဘာမှခံစားရမရှိတော့ထာဝရငရဲဘုံရောက်သွားရင်လည်းသူ့ဘယ်တော့မှလွတ်လပ်မရှိတော့ဘူးဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ခြေနှက်ဆရာမဖြစ်ဘူးလို့ထင်တယ်တင်ပါဗျာနော်ဒီလိုပဲမှတ်သားမယ်ပြီးတော့ဘာသာချင်းမတူတဲ့နှစ်ယောက်တည်းနောက်ဘဝမှာ ပြန်ဆုံဖို့ဆိုတာဘာသာတူသည်ဖြစ်စေမတူသည်ဖြစ်စေသူတို့ဆန္ဒတူညီတယ်ဆိုရင်တော့မဆုံဘူးလို့ပြော မပြောလို့မရဘူးဆုံနိုင်ပါတယ်တင်ပါ ဆုံနိုင်ပါလေတင်ပါဗျာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေမှာဆိုရင်ဘဝတိုင်းဆုံစည်းဖို့ဆိုရင်တရားချင်းတူညီရမယ်ယုံကြည်ချက်တူညီရမယ်ကိုချင်းတရားချင်းတူညီရမယ်ဆွန့်လွတ်မှုလူတတ်မှုချင်းတူညီရမယ်အသိပညာချင်းတူညီရမယ်လို့အဲ့ဒီတူလေးထူနဲ့တူမယ်ဆိုရင်တော့ဘဝဆက်တိုင်းမှာတူတေချာပေါက်တွေ့နိုင်တယ်လို့အဲ့လိုဆိုတယ်နှစ်ပါးသာလုံးကိုယုံကြည်တဲ့သူဆိုရင်ရောသိရင်ပဲသွားရမလဲဆိုတော့ သူကတော့နှစ်ဘာသာလုံးယုံကြည်တယ်ဆိုတော့ဒီနှစ်ဘာသာလုံးကစန့်ကျင်ပဲဖြစ်နေတယ်ဆိုရင်နှစ်ဘာသာလုံးယုံကြည်တယ်ဆိုရင်တော့ခုခေတ်စကားနဲ့ပြောရလို့ရှိရင်တော့သူဟာဟိုဝေဝါးနေတဲ့ပုံကိုတယောက်ပဲဖြစ်မှာတမန်ပါဗျာတမန်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီသူ့ဘာသာမဲလို့လည်းပြောလို့မရဘူးဖရီသင်္ကာလို့လည်းပြောလို့မရဘူးသူဟာကိုယ့်ကိုမဆုံးဖြတ်နိုင်သူလို့ပဲပြောလို့ရမှာတမန်ပါဗျာနောက်မိကုန်းတစ်ခုက မြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုယ်အကျိုးအစားကိုအနည်းဆက်ဆုံးသိလိုပါတယ်မြတ်စွာဘုရားရှင်ဟာယဟန်ပြုသူတိုင်းကိုသဖြင့်မုတ်စိတ်ကျင်ဆွဲစသည်တို့ပယ်ခိုင်းပြီးတော့ဘုရားရှင်ကိုယ်တိုင်ကြတော့ဘာကြောင့်သဖြင့်များထားရှိပါလဲရှင်ဗျာအဲ့တော့ဘုရားရဲ့ခန္ဓာကိုယ်အကျိုးအစားအနည်းဆက်ဆုံးစွာကိုအရင်ပြောရမယ်ဆိုလို့ရှင်တင်ပါဗျာမဟာပုရိသလက္ခဏာ32မျိုးဆိုတာရှိတယ်အဲ့ဒီမှာ ဖုံဖုံဟောထားတဲ့တရားတော်ရှိတယ်အကုန်လုံးဖုံဖုံခုချိန်မှာပြည့်စုံအောင်ဖြေဖို့မလွယ်ဘူးပေါ့နော်ပါရမီ ပုံရိပ်အမတ်တစိတ်များဆိုပြီးတော့တပည့်ဆရာတော်တွေဟောတာလည်းရှိပါလိမ့်မယ်ဖုံဖုံကပါရမီပုံရိပ်အမတ်တစိတ်များဆိုတာကိုနှာယူကြည့်လိုက်မယ်ဆိုရင်ဖျားရှင်ရဲ့ခန္ဓာကိုယ်ချိုးစားဖို့အနိစ္စဆုံးသိနိုင်ပါတယ်ဆိုလိုတာကအကျဉ်းချင်းပြောရမယ်ဆိုရင်အဲ့ဒီခေတ်ကလူတွေထဲမှာဖျားရုပ်အရာမောင်းထောင်းတော့မောင်းမောင်းနဲ့ လောကမှာအချောမောလှပဆုံးပုဂ္ဂိုလ်တူလို့ပြောရမှာပဲစက်တည်ရှိတဲ့ရုပ်ရှိတယ်ပေါ့တမပါနော်အဲ့လိုပဲအနိစ္စဆုံးပြောရမှာပဲပေါ့တမပါလုံးကိုစက်တည်ရှိတဲ့ရုပ်အစင်းလာတဲ့လူတိုင်းကငေးကြည့်လောက်အောင်ဟိုစက်တည်ရှိတယ်ပေါ့နော်တမပါဟိုသူများတန်းတူသူများတွေလို့နီးတူမဟုတ်ဘူးသူရောက်လာတဲ့ဆိုရင်လူတွေဝိုင်းချီလောက်အောင်စက်တည်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ဒီလိုအနိစ္စဆုံးတော့ပြောလို့ရမှာ မြတ်စွာဘုရားဟာယံပြည့်သူတိုင်းကိုဆံမင်းမုတ်စိတ်ကျင်းဆွဲစသည်လို့ပယ်ခိုင်းပြီးဘုရားရှင်ကိုယ်တိုင်ကဘာကြောင့်ဆံမင်းများဒါကတော့မှန်ကန်တဲ့ပြောမဟုတ်ဘူးနော်အလုံးဟာဆံမုတ်စိတ်ပယ်ရတယ်မြတ်စွာဘုရားလည်းပယ်ပါတယ်တမပါဘုရားပချီဆရာဘဘူးဆရာတွေအကြောင်းမလို့စရုံးကြီးလိုဖြစ်နေဒါဘဘူးဆရာတွေရဲ့လက်ချက်ပဲအဲ့ဒါရောင်းလျံကိုထည့်ပြီးတော့ထည့်လိုက်လို့ဒီလိုဖြစ်တာတမပါအမှန်ကပြောရမယ်ဆိုရင်ရသော်ဗျာရဲ့ စပင်ဟာအခုခေတ်နိုင်ငံမနိုင်ငံပြောရမယ်ဆိုရင်ဘုရားရဲ့စပင်ကလက်နှစ်သက်ပဲရှိတယ်အရှိလက်နှစ်သက်ရှိခေတ်ကရှောင်းတုံးနဲ့နေတဲ့ခေတ်ကိုဒီစပင်ရှိထားတဲ့ခေတ်ကိုအဲ့ဒီရောင်တုံးကိုဖြုတ်လိုက်လို့ရှိရင်မုံဓာကတုံးလို့ပဲခေါ်တယ်တမန်ပါအခုခေတ်ကတော့စပင်ရဲ့ hairstyle ကြည့်ပြီးတော့လူရတာကတုံးကပြောင်းနေအောင်ရိပ်မှကတုံးခေါ်တာ ပဝရှိခစ်တော့ကဒီစရုံးထုံးမရလို့ရှင်ကရုံးလိုပဲခေါ်ပါတယ်။ကျမဗျာ။စရုံးထုံးမရဘူးဆိုရင်ဒါကရုံးပဲ။အဲအခုကိုဖိုးလာခေါင်းဟာဒါကရုံးပဲ။ကျမဗျာ။ဆိုရင်တူတူလေးထုံးလို့မရဘူးလေ။ကျမဗျာ။အဲ့တော့မြတ်စွာဘုရားရဲ့ခေါင်းမှာဘုရားကမင်းသားဘဝလာတယ်သူတို့ခေတ်ဒီရဲ့ဆမင်ထုံးထုံးဖွဲ့မှုကဆမင်ရှေ့ထားတယ်စရုံးထုံးတယ် အဲ့ဒီစရုံးကိုအောက်ခြေကနေပြီးတော့ကပ်ပြီးဖြတ်လိုက်တာတမန်ပါကပ်ပြီးဖြတ်လိုက်တဲ့အခါကျတော့အဲ့စရုံးထုံးတာတဲ့ဆွေနေရအောက်ပြေကြမသွားပဲနဲ့ဒီလိုစုစုလေးပဲဖြစ်တယ်။စပင်ကလည်းဖီးထားသလိုခုခေတ်ဆိုကော်ခတ်ထားသလိုပေါ့တမန်ပါအဲ့လိုလေးမြတ်စွာဘုရားရဲ့သူ့ရဲ့အံ့ပွဲပေါ့ဒါကြီးကပြေကြသွားပြီးတော့စပင်ကဟိုကိုယ်ကဖြစ်မသွားတော့ဘူးအမြဲတမ်းအဲ့ဒီပုံစံရဲ့ပုံစံလေး hair တိုက်ကအဲ့လိုဖြစ်သွားတယ်တမန်ပါ ရန်တော်တွေကိုလည်းမြတ်စွာဘုရားကဝတ်ပြီဆိုရင်သမုဆေကိုပေးရမယ်ပေတဲ့အခါမှာအရှိလက်နှစ်သက်ထားခွင့်ရှိတယ်အချိန်ခါအပြင်ပြောရင်နှစ်လတင်ပါခေါင်းမရိပ်ဖ ೇನೆ နှစ်လနေခွင့်ရှိတယ်တင်ပါရန်ပြုသူတွေကိုသမုဆေကျင့်ဆွေပေးပြီးတော့ဘုရားရှင်ကိုယ်တိုင်ကဆပင်ထားတယ်ဆိုတော့မဟုတ်ဘူးတင်ပါဗျာနော်ဘုရားလည်းကရုံးပဲဒုခိကလူတွေကဘုရားနဲ့တွေ့ရင် မုံတကကရုံးဥပြီးလို့ပဲခေါ်တယ်တင်ပါဗျာကရုံးတုံးထားသူလို့ပဲခေါ်တယ် တယ်မှန်ပါဗျအခုခေတ်ကျတော့ပြောင်းရင်းမှကရုံဖြစ်နေတာဟုတ်ပါတယ်မှန်ပါဗျာနော်တယ်မှန်ပါဗျအဲ့တော့အခုခေတ်ဘူကေသမားတွေကလည်းအလုံးဟာကရုံပဲတယ်မှန်ဗျာကရုံဆရောက်လို့ခေါ်တာရှိတယ်မဟုတ်လားတယ်မှန်ရှိပါတယ်အေးအဲ့ဒီအဲ့ဒီဟာမျိုးပဲတယ်မှန်အလုံးဟာကရုံပဲတယ်မှန်ဘုတ်တဲ့အချိန်မှာတော့အလုံးဆမိုးစိတ်ရေးပေးရတယ်တယ်မှန်အရှိထားနိုင်ွယ်ရှိတာလက်နဲ့တည်းအချိန်ပိုင်းနဲ့ဆိုရင်နှစ်လအဲ့ဒီမှာနှစ်လတချို့ကြတော့စပင်ကတန်သေးအတွက်ကြောင့် နှစ်လားပြည့်ရင်လည်းရေးရမယ်လက်နဲ့သိတယ်လည်းမရှိသေးရဘူးအဲ့လိုထားတယ်ကိုပုံးခုနမိန်းနေတယ်မှာမြတ်စွာဘုရားရှင်ခန္ဓာကိုယ်အချိုးစားကိုအနည်းဆက်ဆုံးဖုံဖုံပြန်ပြီးတော့အမိတ်ရှိပြပါအောင်ဗျာယောဟန်ရဲ့ခန္ဓာကိုယ်အချိုးစားကတည်တည်ချာချာအသေးစိတ်သိတင်တော့ပါရမီပုံရိပ်အမှတ်တစိတ်များဆိုတာမြတ်စွာဘုရားရဲ့32ပါးသောမဟာပုရိသလက္ခဏာတွေအကြောင်းကိုရေးထားတာရှိတယ်ဒီမှာဗျာအဲ့ဒီတရားကိုနာကြည့်လိုက်လို့ရှိရင်အနည်းဆက်သိမယ် အဲ့ဒီခေတ်ကလူတွေတဲမှာအရက်ထောင်းတော်မောင်းမောင်းရုပ်ဆရာဖြင့်လူဝိုင်းကြည့်လောက်အောင် ချောမောလှပါတဲ့ပုဂ္ဂိုလ်တင်ပါဗျာ။နောက်မိကုန်းတစ်ခုကစေယုံနေမှာလူနာတို့ချို့ဟာအသက်ပြန်ရှင်မှုအချိန်ကြီးလုံးဝမရှိတော့ရင်မော်ဖင်းကဲ့သို့သောမှိန်စေးမျိုးထိုးပေးပြီးတော့အသက်ထွက်စေရရှိပါတယ်။တေရောမဲ့ဆဲဆဲစုတိစိတ်ကိုမိန်မောမိမှုစေတဲ့စေနဲ့ဆိုလို့ရှိရင်တေသူဟာမောဟစိတ်နဲ့အပေပြုံးကူပါသွားမလို့ဖြစ်နေပါရှင်ဗျာ။ ဲ့လိုစာမှန်ပါလားအဲ့ဒါတော့ဟိုအတိအကျပြောလို့တော့မရဘူးပေါ့နော်ဒီမှာဖြစ်ဆေးထုတ်ပေးတယ်ဆိုတဲ့နေရာမှာသူ့ရဲ့ခံစားနေရတဲ့ဒုက္ခသက်တအောင်ဒီမှာဖြစ်ခံစားနေရတဲ့ဒုက္ခသက်တအောင်ထိုးပေးတာမျိုးဒီမှာဖြစ်သူကပစ္စပန်အာယုံအခုလောလောဆယ်မှာသူဘာမှမသိဘူးဆိုတဲ့အနေအထားမျိုးတော့ရောက်မယ်ဒီမှာဖြစ်မင်းနေတာဒီမှာဖြစ်သို့သော သူ့မှာအသိစိတ်ပြောင်းသွားတာတော့မဟုတ်ဘူးတင်ပါဗျာမဟုတ်သည့်အတွက်ကြောင့်သူကအိမ်မောချပြီးအိမ်မက်မက်နေတယ်လို့မျိုးတော့ရှိနေမှာပဲတင်ပါဗျာတင်ပါဗျာအဲ့လိုအိမ်မောချနေတယ်ဆိုရင်သူကကောင်းတဲ့အလုပ်တွေကိုသာလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဆိုရင်ကောင်းတဲ့အလုပ်တွေနဲ့သူဟာပြောင်းမွေးနေမှာပဲတင်ပါဗျာဘုံဥပမာတစ်ခုပြောရမယ်ဆိုရင်မေတော်ကြီးပေါ့လေအမေဟာတင်ပါဗျာတက်30လောက်က မိမောပြီးတော့သွားဘူးတဲ့တတိပြန်မလဲပဲနဲ့၃ရက်လောက်အိမ်မှာမိမောသွားတယ်တမပါဗျာမိမောသွားတော့သူ့ကိုစောင့်ကြည့်နေရတယ်ပေါ့တမပါဗျာတက်ကလေးရှူနေပြီမဲ့လို့လူကတတိလုံးဝမလဲဘူးခုလည်းလို့လူမျိုးတွေအများကြီးရှူရတယ်တမပါဗျာအုံနောက်လုံးမလုံးတော့တမပါဗျာသို့တော့သူပြန်လဲလာတဲ့အခါသူကပြောတော့ဆိုသူ့ကိုဝှက်ဖြူစင်ရဲ့ဝှက်ဖြူဝှက်ထားတဲ့လူကြီးတယောက်ကမြင်းမြူကြီးစီးပြီးတော့ ငါနောက်လိုက်ခဲ့လို့ခေါ်သွားတယ်။သူခေါ်သွားတဲ့နေရာတွေကအတော်လှပပြီးတော့စိတ်ထဲမှာကြည်နူးစရာသူကပြောနေတယ်လို့ပြောတယ်။တမန်ပြန်။ဒါဒါသူပြန်ပြောပြတာသူ့ရဲ့ဘဝအတွေ့တမန်ပြန်။အဲ့ဒါလို့ဟာမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်သူကမသိတာတော့မဟုတ်ဘူး။သူသိတဲ့အသိစိတ်လေးတော့ရှိနေမှာပေါ့။သူ့အာယုံနဲ့သူရှိနေမှာပေါ့။တမန်ပြန်။တိမဲဆဲဆဲသုတိစိတ်ကိုမိမောမေးမှုစေတဲ့ သုတိစိတ်ကိုမိမောစေတာတော့မဟုတ်ဘူးသုတိစိတ်ရဲ့နောက်မှာစိတ်မရှိတော့ဘူးเนาะတမန်ပါဗျာတေခန်နီးတို့ပြောမှာတမန်ပါဗျာတေခန်နီးပုဂ္ဂိုလ်ရဲ့စိတ်ကိုမိမောမူးမေ့စေတဲ့ဆင်းနဲ့ဆိုရင်တေသူဟာမောဟစိတ်နဲ့အဲတချို့ကြတော့လေဒီမောဟဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပုရုဇဉ်ဆိုပြောလို့တော့မရဘူးသို့တော်ခုနလိုမိပြင်မက်ကကြည့်ရင်တော့မိမောနေတယ်လို့ထင်ရပေမဲ့လို့ သူ့မှာအာယုံတစ်ခုနဲ့နေတာမျိုးလည်းဖြစ်နိုင်ဖြစ်နိုင်ပါမှန်ပါဗျာအဲ့လိုဖြစ်ရင်ကောင်းတဲ့အာယုံနဲ့နေရင်သူကောင်းရပုံရောက်နိုင်ပါတယ်မှန်ပါဗျာနော်မှန်ပါဗျာဟုတ်နောက်ထပ်မေးခွန်းရအောင်ရှင်ဗျာတေကန်နီးစိတ်မှာဖြစ်တဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်တွေဟာနောင်ဘဝအတွက်ဘယ်လောက်ထိအရေးပါပါလဲရှင်ဗျာသူကတေကန်နီးဆိုတော့ခိဝါမှာနေတဲ့လူပဲလူလိုပဲထွက်ရင်သူရှေ့ကအရင်ရောက်တော့မှာပါ ခေဝရောက်တဲ့အချိန်မှာကုသိုလ်ဆိုရင်လည်းသူကအရင်အခွင့်အရေးရတော့မယ်အကုသိုလ်ဆိုရင်လည်းသူကအရင်အခွင့်အရေးရတော့မယ်တင်ပါဗျာအဲ့တော့နောက်ဘဝအတွက်အရေးပါတယ်လို့ဆိုရမယ်သူကတင်ပါဗျာတေကနီးနီးဖြစ်တဲ့စိတ်ဟာနောက်ဘဝအတွက်အရေးပါအဲ့ဒါကိုအတဏ္ဍကံလို့ခေါ်တယ်အတဏ္ဍကံမှန်ပါဗျာတေကနီးမှာပြန်ပြီးတတိယရင်လည်းအတဏ္ဍကံပဲသို့မဟုတ်တေကနီးကြတော့မှအဲကုသိုလ်ကောင်းမှုလုပ်လိုက်ရင်လည်းဒါအတဏ္ဍကံပဲ အသိလုထာဖြစ်စေအဟောင်းကိုပြန်တတိယရာပဲဖြစ်စေတေကနီးမှာဖြစ်လာတဲ့ကုသိုလ်စိတ်တွေဟာနောက်ဘဝအတွက်သူကအဆုံးဖြတ်ပေးနိုင်တယ်ပေါ့တင်ပါဗျာဟိုစာပေကျမ်းကမှာတော့ဥပမာပဲလို့ပေးတော့ဆိုခြံသွင်းတဲ့အချိန်မှာနအိုကြီးတကောင်ဟာနောက်ဆုံးမှသူကဝင်ရတော့ခြံကားနားမှာသူအေးရတယ်ခြံနဲ့နွားတွေကသူ့ရဲ့တမ်းမာတဲ့နွားတွေကခြံထဲမှာအေးကြတယ်မနေ့ခြံကားဖွင့်ပြီးတော့ခြံကားဖွင့်ပေးလိုက်လို့ရှင်အဲ့ဒီနအိုကြီးကပဲအရင်ထွက်ရမှာတင်ပါဗျာ အဲ့ဒါလိုပဲအာရှိရှိမရှိရှိကုသိုလ်ဖြစ်စေအကုသိုလ်ဖြစ်စေနောက်ဘဝအတွက်သူကဟိုတန်းစီတဲ့နေရာမှာထိတ်ဆုံးရောက်နေတယ်ပေါ့တင်ပါဗျာတင်ပါထိတ်ဆုံးရောက်နေလို့သူကကီယူလုံးရင်သူသူပဲရှေ့ရောက်တော့မှာပဲဒါတော့လူတယောက်ရဲ့နောက်ဘဝကောင်းခြင်းဆိုးခြင်းဆိုတာကိုခုနအရှင်ဖျားမိတ်နဲ့နောက်ဆုံးသေကံဒီအချိန်လေးနဲ့တိုင်းတာတာမှန်ကန်မှုရှိပါသလားဥပမာအဖြစ်တော်တော်လုံးဆိုးလာပြီးတော့မှနောက်ဆုံးသေကံဒီအချိန်လေးမှာစိတ်ကောင်းလေးထားတတ်လိုက်တာနဲ့ ကောင်းတဲ့ဘုံဘွားကိုရောက်နိုင်မှာလားရှင်ဗျာဒါအဲ့တော့အလွန်နဲပါလိမ့်မယ်အလွန်နဲနိုင်တယ်ပေါ့ကောင်းတဲ့စိတ်ဖြစ်လာဖို့ဆိုတာအလုံးကိုခဲရင်တယ်နော်တေကနီးမှလုတ်တဲ့ဆိုတော့ဟို chance ရှိတယ်လို့တော့ပြောလို့ရတယ် chance ရှိတယ်လို့ပြောတယ်ဤကန်ဒိဋ္ဌစိတ်ချရတဲ့အတိုင်းတာတော့မဟုတ်ပါဘူးတဲ့ဒီနောင်မကောင်းခြင်းဆိုရင်နောက်ဆုံးတေကနီးအချိန်လေးနဲ့တိုင်းတာတာဟာဟိုအခွင့်အလမ်းတစ်ခုအနေနဲ့သာပြောတာ နောက်ဆုံးမင်းအရေးကြီးတယ်တေကနီးမလှုပ်လို့ဒီလိုပြောလို့တာမဟုတ်ဘူးမှန်ပါဗျာဒီနေ့စဉ်လုံးနေတဲ့ဟာတွေကပို့ပြီးတော့ဆုံးဖြတ်အင်းအပ်ဖို့ကောင်းပါတယ်တင်ပါဗျာတေကနီးမဆိုတော့ဘလို့သိမှမှမသိတာတင်ပါဗျာဆိုတော့ကားတိုက်ပြီးဝုံးဆိုသေးသွားတာလားတင်ပါဗျာမော်တော်ဆိုင်ကဘောပြုတ်ကြပြီးဘုံဆိုသေးသွားမှာလားတင်ပါဗျာလေးမြန်ပြည့်ကြပြီးသေးတာလားဆိုဘလို့လို့ပြီးတော့မှသူကဟိုကောင်းကောင်းတဲ့အခြေအနေရဖို့ရခက်ခဲတယ်လေတင်ပါဗျာဘလို့သိမှမှမသိတော့ တသလုံးဆိုးလာပြီးနောက်ဆုံးသင်္ကန်းကြီးချမ်းကစိတ်ထားတက်လိုက်လို့ကောင်းရပုံရောက်တယ်ဆိုတာမရောက်နိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူးရောက်တယ်ရောက်နိုင်တယ်တသလုံးဆိုးလာတဲ့အဆိုးတွေကဒီနာလေးချမ်းကသူကောင်းနိုင်တယ်ဆိုတာ၁၀ရောက်တယောက်မဖြစ်နိုင်တမပါဗျာသူကအဆိုးထဲမှာနေတော့သူ့စိတ်ကအဆိုးပဲပဲညွတ်နေမှာပဲတမပါဗျာအကောင်းပဲလာဖို့ဆိုတော့သူတတိတောင်ရမှာမဟုတ်ဘူးတမပါဗျာတမပါဗျာနောက်မိကွန်းတစ်ခုကတော့ဒါနာပြုလို့ရှင် ချမ်းသာမြည်ဟုအယူရှိပါတယ် ကမ္ဘာမှတ်တမ်းများကိုကြည့်မယ်ဆိုလို့ရှင်လည်းမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာထိတ်တန်းအလှူရှင်နိုင်ငံဖြစ်နေစည်ရင်းဝင်ရရှိပါတယ်။မြန်မာလူမျိုးများအနေနဲ့လည်းအလှူဒါနပြုကြဆိုလဲအများစုကရုပ်ဝတ္ထုအဖြစ်စည်ရင်းကြပါတယ်။အလှူဒန်းလုပ်ပါလျက်နဲ့မြန်မာလူမျိုးများစည်ရင်းနေရခြင်းမှာဘာကြောင့်မလဲရှင်ပြာ။ဆရာတော်တစ်ပါးမိမှုစီမှာအလှူပြုရရင်ညာနာတန်ပယုတ်မဖြစ်တော့ကြောင်းဟုပြောပါသည်။အရှင်ပြာရှင်းပြပြီးတော့မူပါ။ဘုန်းကြီးရဲ့အယူအဆကဒါနပြုလင်ချမ်းသာတယ်ဆိုတာ ဌာနတော်ဘောဂဝါဘောဂမှာစိစေဥစ္စာတွေရရှိပြီးတော့ချမ်းသာကြရဲဆိုတာဌာနကိုအခြေခံတယ်လို့ပြောတာတမှန်တယ်တမှန်ပါဒီဌာနလို့လို့ရှိရင်စိစေဥစ္စာကြွယ်ဝချမ်းသာတယ်ဆိုတဲ့ဟာအကြောင်းနဲ့အကျိုးဆက်ဆက်ပြောတဲ့သဘောကိုဆွတ်လို့တယ်ပေါ့နော်တမှန်ပါခဏိမြန်မာနိုင်ငံလူတွေဟာလှူးနေတာလှူးနေပြီးတော့အခု အခုလူတဲ့လူတွေကအခုချမ်းသာတာမဟုတ်ဘူးသူကတင်ပါဗျာနော်အလူရှင်စည်ရင်ဝင် ဖြစ်ပေမဲ့လို့မြန်မာလူမျိုးတွေကိုဒီတာဏပြုတော်လဲဆင်းရဲနေတယ်ဆိုဆင်းရဲနေခြင်းအကြောင်းကတခုရှိပဲဘာကြောင့်ဆင်းရဲနေတော့ဆိုလို့ရှင်ဆင်းရဲခြင်းအကြောင်းကဒါနလောရဲ့တန်းနဲ့ဆင်းရဲတာဒါနကအကျိုးမပေးလို့ဆင်းရဲတာလားဆိုဒါနကအခုမှလောက်တာဆိုရင်တင်ပါဗျာဒီတဏ္ဍရဲ့အကျိုးကိုသူမခံစားရသေးဘူး ဆိုလိုတာအခုမှပဲသူတရားပင်စဆိုင်ခါရှိသေးတယ်။တဲ့အသီးမရနိုင်သေးဘူး။ကျမပါဗျာ။ဆင်းနေတာကြတော့တချို့ကိစ္စတွေကြတော့ကိုယ့်ရဲ့စီမံခန့်ခွဲမှု လုံလဝီရိယအသိပညာနဲ့သက်ဆိုင်တယ်။မြန်မာလူမျိုးတွေရုပ်ဝထုဆင်းရဲနေခြင်းဟာဘုန်းကြီးအနေနဲ့တွက်ချက်ကြည့်တာတော့လက်တွေ့ကြတဲ့အနည်းနဲ့ကြည့်မယ်ဆိုရင်မြန်မာလူမျိုးတွေကဟိုရှိတာလေးနဲ့ရောင်ရဲတင့်တင့်တတ်တဲ့အချင်းရှိတယ် ြောမယ်ဆိုလို့ရှိရင်တော့ဒီပစ္စည်းရှာဖို့စူးစမ်းဖို့ဆိုတဲ့နေရာမှာသူများတွေလောက်စီးပွားကို အတက်တရောဒီပြောမယ်ဆိုရင်တေယုကလားလူမျိုးတွေဟာသူတို့စိုက်ထဲမှာစီးပွားရေးပဲဒီမှာဗျာနော် economy minded ပဲသူတို့ကဒီမှာဗျာဟုတ်တယ်မလားဒီမှာဗျာပွေးလာရတဲ့သူတို့လေ့ကျင့်ပေးထားတာတော့ပတ်သက်မရှိရင်သေတာနဲ့တူတူပဲဆိုပြီးတော့ပတ်သက်ရှိဖို့ပဲစူးစမ်းနေကြတယ် ်ပါဗျာမြန်မာလူမျိုးတွေကအဲ့ဒီလိုအတွေးမျိုးမရှိသည့်အတွက်ကြောင့်ပတ်စံမရှိလဲဟိုသူ့မှာတုံလုံးမှုမဖြစ်ဘဲနဲ့ရှားတာလေးနဲ့ခြေနဲ့ရောင်ရဲပြီးတော့ချမ်းသာဖို့လို့ကြိုးစားတဲ့လူဟာဖုံးဖုံးတော့မတွေ့ရသလောက်ပဲတင်ပါဗျာမြန်မာပြည်ဟာရေမြေကောင်းတယ်ရေမြေကောင်းတော့စားစရာအလွန်ပေါ်တယ်တင်ပါဗျာစားစရာအလွန်ပေါ်လို့ရှိရင်အဲကိုဖိုးလာနဲ့တွေ့မဲ့တငယ်ချင်းတယောက်လာဆိုပြီးကြွေးလိုက်တာပဲတင်ပါဗျာအနောက်နိုင်ငံတွေမှာလည်းကြွေးတဲ့လူရှိဘူး င်ပါဗျာကိုပစ္စာရှင်မစားရတယ်တင်ပါဗျာအဲ့တော့တို့ကအလုတ်ကိုတားလို့ရတယ်တင်ပါဗျာအလုတ်လုံးမှပစ္စာရှင်မထင်စားတယ်တင်ပါဗျာကိုရဲ့ဇနီးပေါင်တန်အချင်းချင်းတောင်မှယောက်ျားစားနေလို့ရှိရင်မိမမကြွေးဘူးတင်ပါဗျာမိမစားနေရင်ယောက်ျားခေါ်မကြွေးဘူးတင်ပါဗျာသူပစ္စာနဲ့ကိုပစ္စာကိုယ့်ကိုစားခြင်းကိုယ့်ကိုကိုပစ္စာနဲ့ကိုစားတင်ပါဗျာအဲ့လိုအတွေးတွေဆိုတော့တို့ကပစ္စာရှာဖို့အတွက်တို့မှ intention တို့ ကြိုးစားမှုခြင်းမတူဘူးလို့ဆိုတယ်။တမန်ပါ။အဲ့တော့ဗမာလူမျိုးတွေဆင်းရဲနေခြင်းဟာအလွယ်တကူရနေသည့်အတွက်ကြောင့်မကြိုးစားခြင်းဟာအကြောင်းတစ်ခုလို့ဘုန်းကြီးကတော့အလိုမြင်ပါတယ်။တမန်ပါ။မကြိုးစားလို့ဒီဒါနဒီကနေ့ဒါနဝါသနာပါနေတာဟာသူကလောကမှာသူတွေဟာဒါနကြောင့်ချမ်းသာတယ်ဆိုတာကမွေးကလေးကတထည့်ရင်ဖွက်တာဖြစ်တာမျိုးကိုဆွလို့တယ်ပေါ့။တမန်ပါ။တမန်ပါ။မွေးမွေးကလေးကတထည့်ရင်မွေးလာတယ် ဒါနမရှိတဲ့လူကမွေးတဲ့အခါမှာဆဲသားအိမ်တော့မွေးတယ်။ကျမဖျားတထေသားဖြစ်ရတဲ့တဲ့ဗမာလူမျိုးဗမာတွေဆဲနေတာရှိတယ်လေ။ကျမမှန်ပါဗျာ။တထေသားဖြစ်ပြီးတော့သူကအလုံးမကြိုးစားခြင်းဘူးပြင်းနေ။ကျမဖျား။ဟိုမိဘပစ္စည်းပဲသူကသုံးဖြုံပြီးတော့နေတယ်ဆိုတော့ဗမာပြည်ကတထေသားတွေရှိတယ်လေ။ကျမဖျားမှန်ပါဗျာ။ဟုတ်။အဲ့ဒါဆင်းရဲမွေးတည်ခြင်းကတော့မကြိုးစားခြင်းဟာဒါအဓိကကြရလို့ထင်တယ်။ ပါမပြေ။ဘာကြောင့်မကြိုးစားတော့လို့အเจ้าရှာလိုက်ပြန်တော့အလွယ်တကူဖြစ်နေလို့မကြိုးစားတာ။တင်ပါဗျာတင်ပါဗျာ။အဲ့တော့အလူတန်းနဲ့ယူရအကုန်လုံးတိုက်ရဲသက်ဆိုင်မှုမရှိဘူး။တင်ပါဗျာ။အဲ့တော့မြန်မာလူမျိုးတွေကဒီဘွားအလူတန်းရှိရင်နောက်ဘွားကတော့တထည်အိမ်ဖြစ်ကြမှာပဲလို့သူတို့ဆိုပါတယ်။တင်ပါဗျာ။နောက်ထပ်မေးခွန်းတစ်ခုပါ။အနောက်နိုင်ငံသားတွေဟာဖျားလောင်းနေဖြစ်နိုင်မှာလားရှင်ဗျာ။ဗုဒ္ဓဘာသာမထွန်းကားတဲ့အနောက်နိုင်ငံတွေဟာဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံများဖြစ်နေပါလဲ။ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေဟာလည်းလောကီရေးမှာထိတ်တန်းမဖြစ်တာကိုတွေ့ပါတယ်။ဥမာအဖြစ်တပြည်တော်တို့ဗုဒ္ဓဘာသာအစစ်မှန်ထွန်းကားတယ်ဆိုရင်မြန်မာတို့ယူရီးယားတို့တီးရီးလင်္ကာတို့ဒီလိုအချမ်းမြင့်တပြည်တော်တို့သုံးသပ်လို့ရပါတယ်ရှင်ပြ။အဲတော့ဗုဒ္ဓဘာသာအစစ်မှန်ကိုကိုးကွယ်ရင်နိုင်ငံတိုးတက်ရေးအတွက်အခက်အခဲများတားဆီးများဖြစ်နေပါလားရှင်ပြ။အရှင်ပြရှင်းပြပြီးတော့မူပါဘုရားဗတာကိုကိုးကွယ်ရင်နိုင်ငံတိုးတက်ရေးအခက်အခဲတားဆီးဖြစ်တယ်လို့ခနေ့လူငယ်အထူးတော်တော်များများက တွေ့တော့တွေ့တော့မိနေတာတွေရှိပါတယ်ရှိတယ်။ဘုန်းကြီးကိုရီးယားသွားတော့ကလည်းပဲကိုရီးယားလူငယ်တွေဟာအဲ့ဒီလိုအတွေ့အခေါ်မျိုးတွေရှိတယ်။နော်ဒါကတော့မမှန်ကန်ပါဘူး။ဖာသာတရားကြောင့်မဟုတ်ပါဘူး။အနောက်နိုင်ငံသားတွေဟာဖျားလောင်းဖြစ်နိုင်ပါသလားဆိုတဲ့နေရာမှာတော့သူတို့ရဲ့လူဆိုတာပဲလူပဲဖြစ်ဖြစ်သူတို့ရဲ့အကျင့်စရိုက်တွေဟိုတဘာဝကောင်းတဲ့လူတွေရှိပါတယ်။နောက်တိုင်းမှာလည်းလွန်ကောင်းတဲ့လူတွေရှိတယ်။ ကိုကျင့်တရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ရှိတယ်။တော့ဖြစ်နိုင်ခွင့်ရှိပါတယ်။ဘုရားဝါဒမထွန်းကားတဲ့အနောက်နိုင်ငံတွေကဘာကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တယ်လို့မေးစူးစမ်းလို့ပါ။စူးစမ်းလို့ပါ။သူတို့က fighting for survival နိ။မှန်ပါဗျာ။အများန်းစူးစမ်းတာ။ကြားဘူးပါလိမ့်မယ်။အမေရိကန်သမိုင်းကိုကြည့်ရင်အရင်တော့အမေရိကန်နိုင်ငံကြီးကဆင်းရဲတဲ့နိုင်ငံကြီးပဲ။မှန်ပါဗျာ။သူတို့အလွန်ကြိုးစားရတယ်တမပါဗျအလွန်ကြိုးစားသည့်အတွက်ကြောင့်ဒီအဆင့်ရောက်လာတာနှစ်ပေါင်း200လောက်ကြိုးစားမှသူတို့ဒီအဆင့်ရောက်တမပါဗျတမ တော့သူ့သူဖြစ်လာတာမဟုတ်ဘူးတမပါဗျာတမပါဘုမပြည်ကဘုရဝတ္တထုံကားတဲ့နိုင်ငံကြီးကမကြိုးစားကြတာမကြိုးစားဘူးဆိုတော့ခုနအခြေအနေရတစ်ခုကြည့်မယ်ဆိုရင်အလွယ်တကူစားတော့နိုင်တဲ့ဟာတစ်ခုပါတယ်ပေါ့နော်ဒါဘုရဝတ္တထုံကားတဲ့နိုင်ငံကြီးဟာလောကီရေးမှာထိတ်တန့်မဖြစ်တာတွေ့ရပါတယ်ဆိုတာဒါခဏိခိအမြင်ကိုပြောတာပြောမယ်ဆိုရင်ဂျပန်တို့လည်းတကယ်ပြောမယ်ဆိုရင်မဟာယာနဘုရဝတ္တပဲတမပါဗျာ ဂျပန်ပြည်နဲ့ဗုဒ္ဓဘာသာနဲ့ကောတင်ပါဗျာဒီဗမာပြည်ကဗုဒ္ဓဘာသာနဲ့ဂျပန်ပြည်ကဗုဒ္ဓဘာသာရင်ဟာဒီဗုဒ္ဓကိုကိုးကွယ်တယ်ဂျပန်ပြည်မှာဥရှိကုဖရာတို့ဖရာတွေကမကုရာတို့ရှိတယ်လေတင်ပါဗျာဒီဖရာပဲကိုးကွယ်တာပဲမှန်တင်ပါဗျာတင်ပါတေယုပြည်နဲ့ကိုးကွယ်တာပဲတင်ပါဗျာအဲ့တော့စီးပွားဖြစ်ခြင်းမဖြစ်ခြင်းလောကမှာထိတ်ထွန်းကားခြင်းမထွန်းကားခြင်းဟာစူးစမ်းမှုနဲ့ပဲဆိုင်တယ်ဘာသာတရားနဲ့မဆိုင်မှန်ပါဗျာမှန်ပါဗျာနော်ဘာသာတရားနဲ့မဆိုင်မြတ်စွာဘုရားရဲ့အဆုံးအမကိုဒီ ဘုရားဗတာတွေကဒီထေရဝါဒခုခုနပြောတဲ့အထက်မှာဗမာတို့သီရိလင်္ကာတို့ကထေရဝါဒဘုရားဗတာနိုင်ငံထိုင်းနိုင်ငံလည်းပဲထေရဝါဒဘုရားဗတာကမ္ဘောဒီးယားတို့လာအိုတို့လည်းထေရဝါဒဘုရားဗတာနိုင်ငံတမပါဗျဒီထက်မှာချမ်းသာကြွယ်ဝဆုံးဆိုရင်တော့ထိုင်းနိုင်ငံချမ်းသာကြွယ်ဝတယ်လို့ပြောမှန်ပါဗျာမှန်ပါဗျာဘုရားဗတာနိုင်ငံသီရိလင်္ကာနိုင်ငံကလည်းဘုရားဗတာနိုင်ငံဘာကြောင့်မချမ်းသာတော့ဆိုသီရိလင်္ကာနိုင်ငံမှာစစ်ဖြစ်ပြီးတော့နေတာအဓိကသူတို့ ချမ်းသာကြွယ်ဝဖို့အတွက်တော်တော်ခက်ခဲသွားတဲ့အနေအထားမျိုးရောက်တယ်နော်အနောက်ရှက်တွေဖြစ်တယ်ပေါ့တမန်ပါဗျာအဲ့လိုမဟုတ်ဘူးဆိုရင်တို့လည်းချမ်းသာတဲ့နိုင်ငံဖြစ်လာနိုင်ပါတယ်တမန်ပါဗျာအဲ့တော့ဗမာပြည်ရောမေးမယ်ဆိုရင်လည်းဗမာပြည်ရဲ့အခြေအနေကဟိုမမမကန်နေရဖြစ်များလာတယ်ပေါ့တစ်ချိန်လုံးကအရှိတောင်အရှာမှာဗမာပြည်ကတိုးတက်ဆုံးဆိုတော့တစ်ချိန်ရှိခဲ့တယ်လေတမန်ပါဗျာရှိခဲ့ပါရှိခဲ့အဲ့တော့ ုရားဘာသာဖြစ်ချင်းမဖြစ်ချင်းကြောင့်ဒီဟာနဲ့မဆိုင်ဘူးတမပါဗျာမဆိုင်ဘူးသူကအချိန်ကြီးရဟိုမြန်မာပြည်ဆိုလို့ရှိရင်မဟာပြည်ဝကြရတယ်လို့ဆိုတယ်မှန်ပါဗျာမှန်ပါမဟာပြည်ဝကြရတဲ့နေရာလို့ဆိုတဲ့အချိန်မှာလှုပ်တက်ကြိုင်တက်ဒီဖို့လိုအပ်တယ်ပေါ့မှန်ပါဗျာစီးပွားဥစ္စာကိုဥတည်ပြီးတော့ရှာဖို့ဖွေဖို့လှုပ်တက်ကြိုင်တက်ဖို့ဒါတွေလုံးနိုင်မယ်ဆိုရင်မြန်မာပြည်ကဟို မကြင်ချမ်းသာကြွယ်ဝလာနိုင်တဲ့အနေအထားရှိတယ်တမန်ပါဘုရားနော်မြတ်ကြီးချမ်းသာကြွယ်ဝလာနိုင်တဲ့နေရာရှိတယ်တမန်ပါဘုရားဟောအလုံးကလည်းပဲအဲ့လိုပဲမြင်ကြတယ်တမန်ပါဘုရားတချိန်တုန်းကလည်းဘုမပြေကဥပမာကိုရီးယားတွေဆစ်ဖြစ်နေတော့ဆိုကိုမပြေထောက်ပံ့တယ်အင်ဒိုနီးရှားလွတ်လိုက်ရင်မရခင်တော့လည်းဘုမပြေထောက်ပံ့တယ်တမန်ပါဘုရားတော်တော်များများဘုမပြေထောက်ပံ့ခဲ့တယ်တမန်ပါဘုရားဒီတချိန်တုန်းကဗမာပြည်ဟာရွှေခေတ်ဆိုတာကျုံခဲ့တယ်လေတမန်ပါဗျာမှန်ပါဗျာအဲ ဒါဘုရားဘာသာကြောင့်မဟုတ်ဘူးလို့အခု လက်တွေ့ကြည့်တာလေးတင်မဲ့ဒီဟာဘာသာရေးနဲ့ချောင်းမလို့ဖြစ်တယ်ဆိုတာဒါမဟုတ်ဘူးတင်ပါဗျာမှန်ပါဘူးဖြစ်တာကတခြားအကြောင်းတွေချုပ်ရင်းချက်တွေအများကြီးရှိတယ်ပေါ့နော်တင်ပါဗျာတင်ပါ